အားလုံးပဲမင်္ဂလာပါ Aqua Craft Channel ကနေကြိုဆိုပါရစေ။ဒီနေ့ video မှာတော့ကျွန်တော်က survival အတွက်အသုံးဝင်တဲ့အတန်းသုံးခုကိုတင်ပေးမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးမစရင် ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပြီးတော့ video လေးကိုလည်း like လုပ်ခဲ့ပြီးတော့ဆွချင်ပါတယ်။ဒါဆိုအစီအစဉ်စလိုက်ရအောင်။ပါမဇုံနေမှာဖီရှယ်အတန်းကိုတင်ဆက်ပြီးမှာဖြစ်ပါတယ် ဘိုးနဲ့ဆက်ရောက်လို့ရှင်ကျွန်တော်ရိုက်လိုမျိုးဒီစာရောင်းလေးကိုလိုက်ရိုက်ပါအဲ့အမှအထီးတန်းတွေကအတိုင်းတင်မောတွေမောင်းလို့ရမှာပဲဖြစ်ပါတယ် က်တင်နေပွင့်ဝါရီဆိုတော့ကြတော့တင်မောဆောက်ဆောက်လို့ရပါပြီတင်မောဆောက်ရင်လည်းကိုကြိုက်လောက်ဘလောက်ကြီးကြီးကိုကြိုက်လောက်ဆောက်လို့ရပါတယ် တင်မောက်ဆောက်ပြီးဆိုတော့ကြတော့တင်မောက်ကိုမောင်းဖို့တွားဟန်းလို့ပါတယ်အဲဟန်းကိုရှာပြီးတက်လိုက်မှာလေရင်တင်မောက်မောင်းလို့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တင်မောနဲ့ဟမ်နဲ့ကတရားနဲ့ဖြစ်သွားတော့ကြတော့ အန်တာမန်ဘုတ်တွေအတိုင်းသင်မောင်းလို့ရပါတယ်ဖြစ်ပါတယ်။ ခုကတော့လေးဘောပါပြန်လို့ရတယ်တင်မောကိုဆောက်ပြမှာပဲဖြစ်ပါတယ် အရင်ဆုံးမြေပေါ်မှာပဲအရင်ဆုံးမောင်းရပါပဲဖြစ်ပါတယ်။မောင်းပြီးတော့မှဘေးနာဂျမ်းလုတ်တဲ့ဟာကိုနှိပ်ပြီးတော့ကြတော့ကွန်ထရိုလာယူပြီးတော့မိုးဘော့ကိုပြန်အောင်လုပ်လို့ရမှာပဲဖြစ်ပါတယ်။ ခုဆိုရင်မိုးပေါ်မှာပါမောင်းလို့ရပါပြီဖြစ်ပါတယ် ထားဆိုနောက်ထပ်အထံလေးကိုတွားလိုက်ရအောင်ဒီထက်မှာတော့တိတ်ဖို့ဆောင်ရည်ရှင်နေကားရီလင်းနဲ့အမျိုးဆုံးပါဝင်ပြီးတော့ဟိုရက်စဆရောက်ချစ်တိတ်ဖို့ဆောင်ရည်ရှင်နေတွားလိုက်ရှင်နေခွက်လို့ရတဲ့ဆောင်လေးကိုပေးထားပါတယ်။ ဒီတန်ထဲကကားရည်လည်းပြပြီးဆိုတော့ကျတော့နောက်ထပ်အတန်တစ်ခုသွားလိုက်ရအောင်ဒီတန်လေးမှာတော့မတူညီတဲ့အတောင်ပံမျိုးစုံပါဝင်ပြီးတော့အတောင်ပံလေးကိုလည်း survival မှာလည်းပြန်လို့ရပါတယ် ကယ် survivor မှာမူဖို့ပြန်မယ်ဆိုလို့ရှိရင်ဘီနာခုံနဲ့ cloud ကိုနှစ်ချက်နေပြီးတော့ပြန်ရပဲဖြစ်ပါတယ်ပြီးတော့အတောင်ပံတွေကိုလည်းအရှောင်ဆိုးလို့ရပါသေးတယ်။ ီပေါ်ဆောင်မှပြထားတဲ့ငကားတောင်ပံ၄ခုရဲ့အောက်ကတောင်ပံတစ်ခုရဲ့အရောင်ဆိုးလို့မရပါဘူး ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တင်ဆက်ပေးသွားတဲ့အတန်လေးကိုလည်းကြိုက်မယ်လို့မျှော်လင့်မိပါတယ်။ဒါနဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ခင် like လေးလုပ်ပေးခဲ့ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုနောက်ဗီဒီယိုကြမှာပြန်ဆုံကြမယ်တတ်တာ။